မြမနွေဦးတော်လန်ရေးရဲ့စစ်ပွဲကာလအတွင်းစစ်ရေးအခြေအနေသုံးသပ်ကြသူတွေဟာမြေပြင်ကခိုင်မာတဲ့အခြေအနေကို မျက်မှောက်ပြုသုံးသပ်ဖို့လိုအပ်ပါတယ်။ရေဘူးရအချက်မှန်းဆချက်ဖြစ်နိုင်ခြေတွေကို အခြေပြုသုံးသပ်လို့မရပါဘူး။ဒီလိုမှမဟုတ်ရင်မှန်ကန်တဲ့သုံးသပ်ချက်တွေနဲ့လွဲချော်ယုံသာမကစစ်တပ်လော်ဘီတွေဝါဒဖြန့်နေတဲ့စိုက်ဝါးနဲ့မခြားတဲ့အမြင်တွေပဲဖက်ပေါ်လာနိုင်တာကိုသတိပြုဖို့လိုအပ်ပါတယ်။ KIA ကချင်းတပ်ဖွဲ့သိမ်းပိုက်ထားတာက2024အတွင်းအင်ဂျန်ရံမြို့နယ်စင်ဘုံမြို့မြို့လှမြို့နယ်ခွဲတော်ဖုံးရံမြို့လွယ်ကျဲမြို့စွန်ပရာဘွံမြို့စဒုံးမြို့မိုးမောက်မြို့နယ်ချီပွေခရိုင်ဆော့လော်မြို့နယ်ပန်ဝါမြို့ကံပိုက်တီမြို့နယ်ခွဲတွေနဲ့2025မှာမန်စီမြို့နယ်တွေကိုသိမ်းပိုက်ပြီးစုစုပေါင်း73မြို့ရှိပါတယ်လက်ရှိဗမော်နယ်ဖားကံမှာ တိုက်ပွဲတွေပြင်းထန်နေပြီးစခန်းတချို့ကို စကမတက်တွေသိမ့်ပိုက်ထားပေမဲ့ဒီမြို့တွေဟာအရင်တည်းကသိမ့်ပိုက်ရရှိတဲ့မြို့စည်ရင်မှာ မပါဝင်သလိုကချင်တော်လိုင်းရေးတပ်ဖွဲ့တွေသိမ့်ပိုက်ထားတဲ့73မြို့တဲကအမျိုးမှ ပြန်လဲလက်လွတ်ရခြင်းမရှိသေးပါဘူးချင်းတော်လိုင်းတပ်ဖွဲ့တွေသိမ့်ပိုက်ထားတဲ့မြို့တွေက2023မှာမကွေအိမ်နူးမြို့ရီကော်ဒါမြို့ရေစွာမြို့ဝေဘူးလာမြို့စုခွားမြို့နာဟာရင်မြို့ 2024မှာကျင်တွင်းမြို့ကြီးကားမြို့နယ်ကွဲတွန်းဆန်မြို့နယ်မတူဘီခရိုင်မြို့လိုင်လင်းပင်မြို့မင်းတက်ခရိုင်ကံပက်လက်မြို့နယ်နဲ့2025မှာဖလန်းခရိုင်တို့ကိုသိမ်းပိုက်ရရှိပြီးစုစုပေါင်း14မြို့ရှိပါတယ်2025မိုးဦးကြမှာချင်းမြောက်ပိုင်းကိုစစ်တပ်ကထိုးစစ်ဆင်ပေမဲ့ပြန်လန်ကြပြီးခုချိန်ထိပြန်လန်ထိုးစစ်မဆင်နိုင်သလိုမြို့တစ်မြို့မှလက်လွတ်ရခြင်းမရှိသေးပါဘူး ရခိုင်ပြည်နယ်နဲ့ပလက်ဝဒေသမှာအာရခတတ်တော်သိမ့်ပိုက်ထားတဲ့မြို့တွေက2024မှာပလက်ဝခရိုင်စမီးမြို့နယ်ခွဲပေါက်တော်မြို့နယ်တောင်ပြိုလက်ဝဲမြို့မင်းပြားမြို့နယ်ကြောက်တော်မြို့နယ်မြောက်ဦးခရိုင်ကန်းတောင်ကြီးမြို့မြေဘုံမြို့နယ်မအီမြို့နယ်ပုံနှကျွန်းမြို့နယ်ရံပြဲမြို့နယ်ရသေးတောင်မြို့နယ်စနဲမြို့ဦးသီးတောင်မြို့နယ်ငပလီမြို့တန်တွဲခရိုင် ကျင်းတလီမြို့နယ်ကွဲတောင်ကုတ်ခရိုင်တန်းလွဲရွာမမြို့မောင်တော်ခရိုင် ခမောက်စိတ်မြို့မြင်းလွတ်မြို့အန်းခရိုင် တက်တောင်မြို့ကွာမြို့နယ်တို့ဖြစ်ပြီးစုစုပေါင်း26မြို့နယ်သိမ့်ပိုက်ရရှိခဲ့တာတွေ့ရပါတယ်။ယခုအခါစကမစစ်တပ်ကကြောက်ဖြူအန်းတောင်ကြားတောင်ကုတ်တောင်ကြားနဲ့ကွာငတိုင်းချောင်းလမ်းတွေကိုထိုးစစ်ဆင်နေပြီးအမျိုးမှပြန်လဲသိမ့်ပိုက်နိုင်ခြင်းမရှိပါဘူး။ ဘရင်တော်လိုင်းအင်အားစုတွေတင်ပိုက်ထားတဲ့မြို့တွေက2024မှာကြိုက်ဒုံမြို့နယ်ကွဲ ဖာပုံခရိုင်၄ကီကောမြို့နယ်စုကလိမြို့နယ်ကွဲတွေကိုတင်ပိုက်ရရှိခဲ့ပြီးစုစုပေါင်း၄မြို့ရှိပါတယ်2025မှာစစ်တပ်ကပြန်လည်ထိုးစစ်ဆင်နေပေမဲ့တမျိုးမှပြန်လည်လက်လွတ်ရခြင်းမရှိသေးပါဘူးပြင်းဒီတော်လိုင်းအင်အားစုတွေတင်ပိုက်ထားတဲ့မြို့တွေက2024မှာမဲဆက်ခရိုင်မိုးပြဲမြို့ ်နမ်းမယ်ခုံမြို့ရွာသိမြို့မော်ချီမြို့ရှားတော်မြို့နယ်တို့ဖြစ်ပြီးစုစုပေါင်း6မြို့ရှိပါတယ်2025မှာစကတ်မှတက်တွေပြန်လဲထိုးစစ်စင်တာကြောင့်မိုးပြင်းနဲ့နမ်းမယ်ခုံမြို့တွေကိုပြန်လဲသိမ်းပိုက်နိုင်ခဲ့ပြီးကြံတဲ့၄မြို့ကိုကရင်ဒီတော်လန်ရေးတက်တွေဆက်လက်ထိန်းချုပ်ထားပါတယ်ရှမ်းမြောက်မှာ MNDAA ကိုကန်က2023မှာချင်းရွှေဟော်ယူကုတ်ပန်ဆိုင်မြို့နယ်ကွယ်တိန်နီမြို့နယ် မုံကိုမြို့နယ်ကွဲကွမ်းလုံမြို့နယ်မော်ထိုက်မြို့နယ်ကွဲကုံချမ်းမြို့နယ်2024မှာတာမိုးငဲမြို့လောက်ကင်ခရိုင်ဟိုပန်ခရိုင်ပန်လုံမြို့နယ်ကွဲလာရှိုးခရိုင်စတဲ့ဆက်နှမြို့ကိုသိမ်းပိုက်ခဲ့ပြီးဟိုပန်နဲ့ပန်လုံနှမြို့ကို UWSA ရဲ့အုတ်ချုံမှုအောက်လွှဲပြောင်းပေးပါတယ် GIA က2024မှာမဘိမ်းမြို့တမြို့ကိုသိမ်းပိုက်ပြီး TNLA တအန်းက2023မှာ နန်းဆာမြို့နယ်နန်းခမ်းမြို့နယ်မန်တုံမြို့နယ်နမ်မတူမြို့နယ်မိုင်းငော်မြို့နယ်2024မှာကုတ်ခိုင်ခရိုင် မိုင်းလုံမြို့နယ်ကွဲနောင်ချိုမြို့နယ်မိုးမိတ်ခရိုင်ကြောင်မဲခရိုင်တီဘောမြို့နယ်မိုးကုတ်မြို့နယ်စတဲ့ဆက်နှမြို့သိမ်းပိုက်ပြီးကုတ်ခိုင်ကို DNL နဲ့ MNDAA တို့တခြားစီအုပ်ချုပ်ပုံရပါတယ်ရှမ်းမြောက်မှာတော်လိုင်းအင်အားစုတွေက စုစုပေါင်း25မြို့သိမ်းပိုက်နိုင်ခဲ့ပါတယ် MNDAA အုပ်ချုပ်မှုအောက်ကလာရှိုးမြို့ကိုအယုတ်အကြက်ကိုင်းစွတ်ဖက်တာကြောင့်2025မှာစစ်အုပ်စုကိုပြန်လည်လွှဲပြောင်းပေးထားရပြီး DNLA ထိန်းချုပ်မှုအောက်ကနောင်ချိုနဲ့ကြောင်မဲနှမြို့ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ထားလို့ရှမ်းမြောက်ကသုံးမြို့ပြန်လည်လက်လွတ်ထားရပါတယ်စကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာ PDF တွေသိမ်းပိုက်ထားတာက2023မှာကောလင်းခရိုင် ခမ်းပတ်ခရိုင်ရွှေပြည်အေးမြို့မော်လူးမြို့2024မှာမြို့သိမ်မြို့နယ်ခွဲပင်လယ်ဘူးမြို့နယ်စင်ကူးမြို့နယ်တကောင်းမြို့တပိတ်ချင်းခရိုင်နဲ့2025မှာ အင်းတော်မြို့နယ်မမောက်မြို့နယ်စတဲ့မြို့ဆက်တမြို့ရှိပြီးစစ်တပ်ပြန်လဲထိုးစစ်ဆင်တာကြောင့်2024မှာကောလင်းနဲ့2025မှာတပိတ်ချင်းနှစ်မြို့ကိုပြန်လဲလက်လွတ်လိုက်ရပါတယ်။ဒါကြောင့်တော်လိုင်းတပ်တွေအနေနဲ့တပြည်လုံးအတိုင်းအတာအရာ ခရိုင်19မြို့မြို့နယ်34မြို့မြို့နယ်ခွဲ15မြို့တာမန်32မြို့ပါဝင်လို့စုစုပေါင်း69မြို့သိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်2025မှာအယုတ်ရဲ့ဘတ်စုံကူညီမှုတွေကြောင့်စီမာအနေငယ်ခေါင်းထောင်ထလာနိုင်တဲ့စကမဟာတော်လိုင်းတပ်ဖွဲ့တွေသိမ့်ပိုက်ထားတဲ့69မြို့တဲကအယုတ်ပြန်ယူပေးတဲ့လာရှိုးအပါဝင် ခုနှစ်မျိုးပဲပြန်လဲရယူနိုင်တာပါလက်တွေ့မြေပြင်ပဂရိအချက်လက်တွေရစကမစစ်တပ်ရဲ့ထိုးစစ်ဟာအကန့်အသတ်တွေရှိနေတာကိုဖော်ပြနေပါတယ်တိချက်စကမတပ်ပြန်လဲသိမ့်ပိုက်ထားတဲ့ခုနှစ်မျိုးဟာတော်လိုင်းတပ်ဖွဲ့တွေသိမ့်ပိုက်ထားတဲ့မျိုးတွေရဲ့ခုနှစ်ရာဂိုင်းနှုံပဲရှိပါတယ်နှစ်အချက်စကမတက်ကတပ်သားတွေအားဖြည့်ပြီးမဲ့တပီလုံးအနှံ့ထိုးစစ်ဆင်နိုင်ခြင်းမရှိသလိုအင်အားအကန့်အသတ်ရှိနေတာပါ နံပါတ်3ချက်ကစကမတပြန်လဲထိုးစစ်ဆင်နေတဲ့2025အတွင်းမှာပဲတော်လိုင်းတပ်ဖွဲ့တွေကဖလန်းအင်းတော်ဗမောက်၃မြို့ကိုထပ်မံသိမ်းပိုက်ထားပါတယ်၄အချက်မြေပြင်အခြေအနေမှာစကမတကအမျိုးပြီးတမျိုးသိမ်းနေပြီးတစ်တုံညာနှစ်ခုစစ်စင်ရေးအရှုံးနဲ့ရင်ဆိုင်နေရပြီးတရားနယ်လေးဆစ်ရှုံးပြီးစတဲ့စီရေးသုံးသက်ချက်တွေဟာလက်တွေမကျပဲစကမတရဲ့စိုက်ဝါမိနေတယ်လို့ဆိုရမှာပါ ငါချက်ကစကမာကအင်အားတွေပြစ်ကူတွေအလုံးအရင်းနဲ့ထိုးစစ်ဆင်ပေမဲ့ရခိုင်ချင်းအချင်းအရင်တို့မှာအမျိုးမှအလွယ်တကူမသိမ့်ပိုင်နိုင်သေးပါဘူးနံပါတ်6ချက်မြို့သိမ်းတိုက်ပွဲတွေစတင်ခဲ့တဲ့2021ချင်းပြည်ကမကွီအိမ်နူးမြို့2023ကရင်နီကမဲဆက်ခရိုင်တို့ဟာတစ်တုံညနှစ်ခွန်ဆစ်စင်ရေးမစခင်က ဖြစ်ပြီးတစ်တုံညနှစ်ခွန်ရပ်တန့်နေတဲ့2025အထိ မျိုးသိန်းတိုက်ပွဲတွေတိုက်နိုင်နေသေးပါခုနှစ်အချက်တပီလုံးအတိုင်းအတာရစကမမှာအားနေတဲ့နေရာတွေရှိနေလို့တော်လဲတပ်ဖွဲ့တွေက မျိုးသိန်းတိုက်ပွဲတွေခြေမုံကြီးတိုက်ပွဲတွေတိုက်ခိုက်လာနိုင်ပါတယ်စစ်ရေးအခြေအနေကိုသုံးသပ်ရမှာပကတိအခြေအနေနဲ့ကိုက်ညီဖို့လိုအပ်ပါတယ်ရန်သူကို short track ရမှာဖြစ်တယ်လို့ပို့တွက်ဖို့လည်းမလိုပါဘူးစကမရဲ့ထိုးစစ်ကိုငါစကောတက်လာပြီဆိုပြီးသုံးသပ်ပြောဆိုနေတာတွေက မြေပြင်ပဂတိအခြေအနေတွေနဲ့ကင်းကွာနေပါလိမ့်မယ်။အဲဟိုမှာလည်းကြံသေးတယ်။တက်ကောမဲမဲမဲဟိုမှာကြံတဲ့လူမဲ။ဟိုမှာလည်းကြံသေးတယ်။ဟိုမှာလည်းကြံသေးတယ်။